အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Story Skate မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတညတော့စာရေးဆရာတာတီးရဲ့စိတ်ဝင်စားဖွယ်ပရလောကဇာတ်လမ်းများထဲမှာပီယာစီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးရင်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လေးမလုပ်ထားသေးရင်လုပ်ပေးသွားကြဖို့မေတ္တာရက်ခံကြပါတယ်ခင်ဗျာကျုံနာမည်ကတာတီးပါကျုံနေတာကအညာဒေတာပေါ့ဗျာ ကျုပ်တို့ရွာကိုထလောင်းကုန်းလို့ခေါ်တယ်။အင်းကြီးတော့တရားလောက်ရှိတဲ့ဘော။တကြီးကဥဖိုးတင်ပြ။လှုပ်စိတ်တူတဲ့အဖိုးကြီးပါဗျာ။ကျုပ်တောင်ရွာထဲမှာရံဖြစ်လို့၆ပေါက်ထဲဝင်လိုက်ရသေးဗျာ။၆ပေါက်ဆိုတာထိတ်တုံးကိုပြောတာလေ။ကျုပ်မိဘတွေကတော့လူချမ်းသာတွေတော့မဟုတ်ဘူးပေါ့ဗျာ။အသင့်တင်ပါပဲ။စားနိုင်တောင်းနိုင်တဲ့ကပေါ့။ကျုပ်ကတော့လက်ရလက်ရပါပဲ။ရားလဲလဲတိတ်မစင်းပါဘူး။ တခါတလေအဖေကိုလိုက်ကူတာလောက်ရှိရပါကျုပ်ကလူမှုရေးသမားဗျရွာရေးရည်ဆိုရင်တော့ကျုပ်မပါလို့ပြီးတာမဟုတ်ဘူးလေတားတရေအလူကိစ္စတိုင်မြင်ချင်းလို့အိမ်ဘက်ကိုရှောက်ခဲ့ပါအောင်ကွာလို့ကို တကူတကလာပြီးဖိတ်မှန်ကပြူရတဲ့ကောင်လေကျုပ်ကလည်းရည်ရည်ရွာရေးလုံနေကြဆိုတော့အထာကတီးပြီးသားဗျကျုပ်လုံးရင်ဘာမစူတတ်တတ်ခက်ခက်ကိုပြီးသွားတာအဖေနဲ့အမေကလည်း ကျုပ်ကရွာထဲမှာအရေးပါတဲ့လူဖြစ်နေတာကိုသဘောကျကြတယ်လေဒါပေမဲ့ခက်တာတခုရှိရဲ့ဗျအဲ့ဒါကကျုပ်ဝါသနာလေဘာလဲဆိုတော့အားကြီးဆက်စုကျင်တာဗျကျုပ်ကငငယ်ကလေးကဘာမစိုးလှုပ်တိကျင်တာလေထူးထူးဆန်းဆန်းကိစ္စဆိုရင်ပိုတောင်ဆိုးသေးတာဘေးရွာမှာဇွဲချိုးချတည်လို့ရဲဆိုရင်တာတီကရှေ့ဆုံးကရောက်ပြီးသားဗျဘယ်သူပိုးထီလို့ဆိုရင်တာတီရှိကပဲ တာတိလက်ပေါ်မှာတင်ဆုံးသွားတဲ့လူတွေမနေတော့ဘူးလေဒီတော့လေထဏောင်းကောင်ကတာတိဆိုရင်အနီးနားကဗန်ဝေကုံဝက်စုငွေရင်းကုံတာယာကုံစတဲ့ရွာတွေက မသိတဲ့သူမရှိတလို့ပါပဲအဲ့ဒီရွာတွေထဲမှာဗန်ဝေကုံကကိုပီသီးကိုတော့တာတိတော်တော်ခင်နာဗျာဘာဖြစ်လို့လဲဆိုတော့ကိုပီသီးကလည်းတာတိလိုပဲနီးရတကဆက်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 နဲ့ပါတဲ့လူ ဒါပေမဲ့သူကပယောဂကိုလှုပ်ဝါသနာပါတယ်လူဟိုးရွာဒီရွာတွေသွားဆရာတွေနောက်ရှောက်လိုက်ပြီးတော့ပညာယူဆိုပဲကိုပေသည်ပယောဂခုတဲ့နောက်ကိုတတီတစ်ခါတစ်ခါလိုက်သွားဘူးလေကိုပေသည်ကဆိုးတော့မဆိုးဘူးဗျလူပုံကတော့အရက်ပုပြက်ပြက်ဂင်းတူတူအသားခံမဲမဲမျက်လုံးကပြူးပြူးနှာခေါင်းကကြီးကြီးဒီရားထဲမှာခံ냐အောင်ဆိုပြီးနှာခမ်းမွေးကလည်းထားလိုက်သေးတယ်ဗျ သူ့နှခမ်းမွေးကြီးကလည်းအပြားကြီးကြီးဆိုတော့ခံညားလားမခံညားလားတော့မသိဘူးသူ့မျက်နှာကြီးကတော့ကြောက်စရာတော်တော်ကောင်းလာပြီပယောကချုပ်ပြီဆိုရင်အရှိနေထွဲ့အနောက်နေဝင်တောင်တငကွန်မြောက်ဒူဝင်အတွင်းပုံချင်းခိုချင်းကတ်နေချင်းမရှိစရာဆရာဆရာကြီးတွေရဲ့တပည့်ကျော်ငါဆရာပေသေးရဲ့အမိတ်အခုချက်ချင်းချင်းဆိုချင်းလင်းဆိုလင်းဝင်းဆိုဝင်းကတ်ဆိုကတ်ပူးဆိုပူးအောင်မလေးတော် ောင်းမလေးဗျကိုပေဒီကအမိတ်ပြန်တန်းအဆုံးမှာလက်ထဲကစေးကျင်လုံးနဲ့ကျမ်းမြင့်ကိုဗျံကနေရိုက်လိုက်တော့ပယောကတော့မသိဘူးဘေးကဝိုင်းကြည့်နေတဲ့လူတွေလက်မီထအော်ကြတော့တာပဲဗျကျုပ်တောင်တုံသွားသေးတယ်ကိုပေဒီကတော့ခက်တီတီပဲဗျနှကမ်းမွေးပြပြကြီးကိုလက်နဲ့တစ်ချက်တက်လိုက်ပြီးပယောကကူးတဲ့မိမကိုသူ့မျက်လုံးပြူးပြူးကြီးနဲ့စိုက်ကြည့်နေတာမျက်တောင်တစ်ချက်မခတ်ဘူးဗျို့ သူ့ရှေ့မှာကြုံကြုံကလေးထိုင်ပြီးဖះစင်ကိုလက်အုပ်ချထားတဲ့မိမကလက်တွေကိုေးကောက်လာတော့တာပဲလာခဲ့လာခဲ့ငါဆရာပေသည့်ရှေ့မှောင်တယောက်လာခဲ့ချင်းဆိုချင်းနင်းဆိုနင်းကတ်ဆိုကတ်ဝင်းဆိုဝင်းအခုဝင်လိုက်စမ်းအောင်မလီကိုပေသည်ကကျမ်းမြင့်ကိုဈေးကျင်လုံးနဲ့ဗျံကနေရိုက်လူတွေကလည်းလန့်អော်ဒါပေမဲ့ကြုတ်ကြည့်ရဲ့ဗျာ သူတို့အားလုံးမျက်လုံးတွေကတော့ပယောကပူးနေတဲ့မိမကိုစိုက်ကြည့်နေလိုက်ကြတာအသက်တောင်ရှူမိကြပုံမပေါ်ဘူးယောအသက်တောင်ရှူမိကြပုံမပေါ်ဘူးယောတဖြည်းဖြည်းနဲ့ကြုံကြုံထိုင်းနေတဲ့မိမကတုံတုံကြီးဖြစ်လာပြီးအတုံရက်သွားတဲ့အချိန်မှာကြုံကြုံထိုင်ရကနေစက္ကနေတင်ပြင်ထားချိတ်တော့တာပဲဗျာပြီးတော့ဆရာကိုပေသေးကိုလည်းစူးစူးကြီးကြည့်နေတော့တာကိုပေသေးကလည်းဘာရမလဲပယောကကိုမျက်တောင်မခတ်ပဲပြန်ကြည့်တယ်ဗျော ဩယောက်ျားကိုငါကမိမကတ်နေတယ်ထင်လားကဲပြောစမ်းဟဲ့ကောင်မင်းဘယ်သူလဲကိုဘေးသီးကလက်ထဲကဈေးကျင်လုံးကိုမြှောက်ပြီးရိုက်မလို့လုံမေးတာဗျဒါပေမဲ့ဝင်ဘူးနေတဲ့တရေကနင်းနေတောင်မတွန်ဘူးယူမင်းငါ့ကိုရိုက်ရင်ရိုက်လိုက်လေကွာဒီမိမအသက်ကိုအခုချက်ချင်းနှုတ်ပြစ်လိုက်မယ်ငါ့ကိုဘာများအောင်းမိတ်နေကြတော့အေးမင်းကငါမရိုက်ဘူး မင်းဘာလုပ်လဲဆိုတာပြောငါကနောက်ဘက်တော့မှနေရဲကောင်ဟိဟင်အနောက်ဘက်တော့မှနေရဲကောင်ကမတ်ပုကြီးကိုဘာကြောင့်ဝင်ကတ်နေတာတော့ဟောဒီကောင်မကအားကြီးနှုတ်ကြမ်းလာငါနေတဲ့ကြီးပင်ကြီးအောင်မှာလာပြီးစရဲချတယ်ချက်ပြုတ်စားတယ်တော်တဲ့ဝါလာခုတ်တိုင်းငါပင်အောင်မှာစရဲချတာပါဇက်ကလှုတ်ကြမ်းနဲ့မိမ့်မားกว่าငါတို့လိုတက်ကြီးဝါကြီးတွေကို အစားတောက်ကလေးတဆုတ်တလုံးကျွေးရမှန်းလည်းမသိလင်းကိုဆဲလို့ဆဲရုပ်ရုပ်မမာတွေကလည်းပြောလိုက်တာလုံမာရောဒင်းကိုကြောင်မန်းကံမန်းသိအောင်ငါလှုပ်ထားတာဒီကောင်မတနေ့သုံးကဘိုင်းအောင်နေမူလားလိမ့်နေအောင်ခံရတာမူလားအေးမှတ်လို့သားလို့ရှိအောင်ငါလှုပ်ထားတာမင်းနာမည်ဘာလို့လဲငါနာမည်တော့ငါမသိဘူးတခြားတရေတွေခေါ်ကြတာကတော့မွင်းညီကြီးတဲ့ အသက်ဘယ်လောက်ရှိပြီလဲငါအနောက်ဘက်တော့ကိုရောက်တော့နင်တို့ရွာဒီနေရာမှာရှိတောင်မရှိသေးဘူးငါအသက်က400ကျော်ပြီဟာအားလုံးတက်အတော်ဖြစ်သွားကြတယ်ငါလို့ရင်နင်တို့တရားလုံးတန်းစီသေးသွားမယ်ဘာမှတ်တလဲကဲကဲအနောက်ဘက်တော့မှနေတဲ့ကျုပ်ထက်အသက်ပုံကြီးတဲ့ဘာမွေးနေကြီးဗျကျုပ်ဆရာဘေးကြီးကမြစ်တာရက်ပါတယ် ။မတ်ဘူးကြီးကိုကျုပ်တို့အားလုံးဝမ်းဝန်းဆုံးမပါမယ်။နောက်ကိုနှုတ်အားမကြမ်းတမ်းမှုပြီးတော့ဘာမွေးနေနေတဲ့ကြီးပင်ကြီးအောင်မှာစတဲ့ချချက်ပြုတ်စားတဲ့အခါတိုင်းဘာမွေးနေကိုလည်းဖိတ်မှန်တကပြုပြီးကျွေးဖို့မွေးဖို့ပြောပေးပါမယ်။အခုဘာမွေးနေဘာများအလိုရှိပါသလဲ။ကိုဗီဒီကလေးပြေကလေးနဲ့မြင့်တာရခန့်နေဗျ။မွေးနေကြီးကိုနည်းနည်းလန်သွားသလားတော့မပြောတတ်ဘူးဗျ။အမြဲတမ်းတဝင်းဝင်းလုံနေတဲ့သူ့ဆေးချိန်လုံးကိုတော့ ကျမ်းပြင်မှာခြားထားလိုက်တဲ့ဗျာငါ့ကိုအမေသာတွေးကြအာတွေးပါမယ်ဗျာတွေးပါမယ်ဘယ်လောက်များစားခြင်းမှာတလဲသုံးမိတာတွေးသုံးမိတာဟုတ်လားတွေးမယ်ဗျာတွေးမယ်မနေ့ပြန်ညနေနေရင်သွင်းချိန်မှာဘောင်မွေးနေနေတဲ့ကြီးပင်ကြီးအောက်ကိုလာဖို့ပြီးမယ်ကျုပ်ကိုယ်တိုင်လာဖို့မယ်အခုတော့ပူကြီးမောက်ကိုလှုပ်ထားတာတွေ့ တခုမကြံပြန်ပြီးနှုတ်သွားပြပါဗျာမေတ္တာရက်ခတ်ပါလေပူကြီးမမေမွေးတိုင်းဖာမွေးတိုင်းဘာမှကန့်ညိမကြံရစ်ခဲ့အောင်နှုတ်ယူသွားပါဗာမွေးနေအေးကောင်းပြီငါလောက်ထားတာတွေငါအခုပြန်သိမ်းလိုက်မယ်နင်တို့ဂရိမတီလို့ကတော့တေဝါလုံးကိုငါအသေးတက်မယ်အာမလုပ်ပါနဲ့ကျွေးပါမယ်ဘေးကကြည်နေတဲ့သူတွေလမ်းပြီးတယောက်တစ်ပေါက်អော်ကြတော့တာပေါ့ဗျာ ဒီတော့တော့စိတ်ချပါကျုပ်ဟာသီလသမารီနဲ့ပြည့်စုံတဲ့ဆရာပေသီးပါကျုပ်အာမခံပါတယ်လို့ကိုပေသီးကယုတ်တိကြီးနဲ့ပြောလိုက်တော့မတ်ပူကြီးတကလုံးတဆက်ဆက်တုံလာတော့တာပဲဗျာလက်ကြီးတွေကပြီးလေထဲကိုမြှောက်တက်လာတယ်ပြီးတော့သူ့တကလုံးကိုလက်ဘွားနဲ့တတ်ချတယ်ဗျာလေးငါးကတတ်ချလိုက်ပြီးတော့မှဟွာပါစပ်ပြပြီးတန်းလိုက်တယ်မတ်ပူကြီးလည်းထိုင်နေရာကနေပျော့ခွေကြာသွားတော့တာပဲ ဖက်ပူကြီးပူကြီးကိုပေသီးရဲ့ကြဲကြဲကြီးနဲ့អော်ခေါ်တဲ့အတန်းကြောင့်မတ်ကူကြီးစက်ခနဲဖြစ်ပြီးခေါင်းမော်လာတယ်။ကိုပေသီးကသူ့ရှေ့မှာခြားထားတဲ့ရေစင်ကွက်ထဲကရင်းနဲ့မတ်ကူကြီးကိုနှခါသုံးကတောက်လိုက်တယ်။ပြီးတော့မျက်လုံးထဲကိုမျက်စင်းလိုခတ်ပေးလိုက်သေးတယ်ဗျ။ကဲအားလုံးရှင်းသွားပြီ။ပူကြီးရဲ့နေပါဇက်ကိုလင်းဒီနေ့ကစပြီးထိမ့်ပြီးတော့နင်းကန်ကောင်းလို့မသိတာ။ ငါလူဆရာနဲ့တွေ့ပြီလို့ပေါ့နဲတဲ့ကောင်းကြီးမဟုတ်ဘူးခမားတို့အလုံးကြားလိုက်တဲ့အတိုင်းပဲလေဟုတ်ပါတော့ပူကြည်ရဲ့နင်းလေဆရာကိုပေသည်ကယ်လိုက်ပြီလို့ပဲနင်းမလွယ်ဘူးနင်းပါဇက်ကလည်းတဲချမ်းတကူကဲကဲမနေ့ပြန်ကိုမြို့ကိုစောစောထသွားအမေသာသုံးမိတာဝက်ခဲ့အကြီးတော်လုံးကြီးကပြောလိုက်တော့မတ်ပူကြည်ရဲ့ယောက်ျားကိုသားတော်ကစိတ်ချအကြီးကျုံမနဲ့ကိုဝီလီဝင်းလင်းထသွားပြီးဝယ်လာခဲ့မယ် မနေ့ပြန်ညက်နေသွားရင်တော့ဆရာကိုပေသည်လိုက်ခဲ့ပါဗျာကျုပ်တို့ကြီးမသွားရဲဘူးဗျာအေးပါငါလိုက်ခဲ့ပါမယ်ဒါတော့ရပြီးတော့မနေ့ပြန်ကြရင်မပြောပဲជីជីသုံးလေးရွက်ခုတ်ထားကြဟိစိတ်ချစိတ်ချကိုပေသည်ကျုပ်တို့အားလုံးအစင်သင့်လှုပ်ထားလိုက်ပါမယ်ဘယောကထုတ်တဲ့ဘွဲကတော့အောင်းမင်းမင်းကိုပြီးသွားတာဗျို့နေ့တိုင်းဘိုက်အောင်လို့អော်နေရတဲ့မတ်ပူကြီးလဲယူပစ်တယ်လို့ကိုပျောက်သွားတာဗျို့ ဇွာသားတွေအားလုံးအံ့ဩကြတာပေါ့ဗျာကိုဗီတီးရဲ့တရင်လဲကြော်ထွက်လာတော့တာပေါ့လေဟိုရွာကလာခေါ်ဒီရွာကလာခေါ်နဲ့လက်တောင်မလဲဘူးဆိုပဲကျုပ်လဲနောက်ပိုင်းတော့ကိုဗီတီးနဲ့တိတ်မတွေးပြစ်တော့ပါဘူးဗျာတနေ့တော့ကျုပ်လဲပြင်းပြင်းရှိတာနဲ့မကြီးပင်အောင်ကကိုပြစ်မှာတုံလုံးလဲနေခဲ့တယ်ဗျာကိုဦးတာတွေကိုဦးတာတွေလေလကွာဘသူတော့လာခဲ့ လာခဲ့ငါဒီမှာရှိတယ်။ကျုပ်ကမကြီးမြောင်ကအတန်ပြေးလိုက်တော့ဝိုင်းထဲကိုကောင်လေးတယောက်ဝင်လာတယ်။ဟာမြက်ပြူးပါလားလာလေကွာ။မြက်ပြူးကကြုံလဲနေတဲ့ကုပြင်းဆက်မှာဝင်ထိုင်လိုက်တယ်။ကိုကြီးတားဒီရွာပြင်ဘက်ကဇေယျပေါ်မှာလူကြီးတယောက်ရောက်နေတယ်ဗျ။အဲ့ဒီလူကြီးကပြောခိုင်းလိုက်လို့ကျုပ်လာပြောတာ။ဟေးဘယ်သူတော့က ကျုပ်လည်းမသိဘူးဗျကျုပ်တို့ထဏောင်းကောင်းကတော့မဟုတ်ဘူးလူပုံလည်းပြောင်းလေမြတ်ပြည့်ရဲ့အသားမဲမဲမျက်လုံးပြူးပြူးနှာခမ်းမွေးကြီးနေဗျလူပုံစံကတော့တမျိုးကြီးပဲကိုကြီးတာတရဩအရက်ပူပူလားဟုတ်တယ်အရက်ပူပူနဲ့လူကြီးဗျဩငါသိပြီမြတ်ပြူးအဲ့ဒါကိုပေးသေးပဲအေးအေးငါသွားလိုက်မယ်ဒီလူဘာကိစ္စများရှိလို့ပါလဲ မြေပြူပြန်သွားတော့ကျုပ်လည်းပစိုးတထည်ပခုံးပေါ်တင်ပြီးထွက်လာခဲ့တယ်။ရွာပြင်ကဇရက်ပေါ်ရောက်တော့မျက်စိကြီးဇုံမိပြီးတရားထိုင်တယ်လို့ဘာလို့လုံနေတဲ့ကိုပေသေးကိုတွေ့လိုက်တယ်။ကျုပ်ခြေတန်ကြတော့မျက်စိပြူးပြူးကြီးကိုဖွင့်ကြည့်ပြီးအာတတိလာကွာငါမင်းနဲ့တွေ့ရင်လို့လာခဲ့တာကွာကိုပေသေးကလည်းဗျာရွာထဲဝင်ခဲ့ရင်ပြီးရောအိမ်လဲတည့်ရသားနဲ့ကဲလာအိမ်ကိုသွားမယ် ကိုပီသီးကကြပြကြရလက်ကပြတယ်ဗျမဟုတ်ဘူးတာတီးရဲ့ငါတို့ကဆရာသမားတွေကွာရွာတရားကိုဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မကောင်းဘူးလीကွာရွာတိုင်းမှာရွာသူဆိုတာရှိရယ်ရွာဆောင်တွေရှိရယ်သူတို့ကိုအကြောင်းပြုပြီးမှဝင်လို့ထွက်လို့ရတာကွာဒါကြောင့်အလောက်ရှုပ်လို့မဝင်တော့တာဒီမှာပဲပြောစရာကိစ္စကိုပြောရတာပေါ့ကွာ။အော်ဒါကြောင့်လား။ကဲဒါဆိုလေဒီမှာပဲပြောကြတာပေါ့ဗျာ။ ကိုမေသီးကသူ့လူကြီးတွေကတနက်ကားဆေးလေးအစ်တစ်လေးကိုထုတ်ပေးပြီးကဲဆေးလေးကလေးဖွာလိုက်ပါအောင်ကွာအမောပြေပေါ်လို့ပြောရင်မိကကလေးထုတ်ပေးတယ်ဗျာကိုမေသီးကိုင်နေကြမိကကလေးဗျာတနုပြူကလုပ်တဲ့ကျေးဝါမိကကလေးကျုပ်လည်းဆေးလေးမင်းကြီးပြီးတဖွာနှစ်ဖွာဖွာလိုက်တယ်ကိုမေသီးကစကားစတယ်ငါလာတာကိစ္စတခုရှိလို့ကွာတာတည်းရဲ့ဒီနေ့မနေ့အစောကြီးကဒိုးရွာတောင်ဘက်ကငွေရင်းကုန်းမှာ ကောင်းမလေးတယောက်ပို့ထိပ်ပြီးတည်သွားတယ်ကွာကိုပေတိဝင်ကူးနေတာပဲသွားမကူဘူးလားငါ့ကိုလာပင်းလို့လိုက်သွားတယ်လေဒါပေမဲ့ငါရောက်တော့မမီတော့ဘူးတရားကောင်းမလေးဆုံးသွားပြီအိုးဖြစ်မှဖြစ်ရလေဗျာအေးမွေးစိတ်ကတကုံလုံးပြတ်နေပြီကွာငါရောက်တော့တိမ်လုံးငိုနေကြပြီငါလည်းအိမ်မော်မတက်တော့ဘူးလေကွာလှည့်ပြန်လာခဲ့တယ် အဲ့ဒီမှာရင်ငါအယံအံ့ဩသွားတာကွာဟင်ဘလို့ဖြစ်လို့လဲဒီလိုကွာတာတရဒီနေ့တနင်္ဂနွေနေ့မဟုတ်လားဟုတ်တယ်လေဗျာဒီနေ့တနင်္ဂနွေနေ့အေးကောင်းမလေးဆုံးတာမနေ့9နာရီထိုးတော့ကွာအဲ့ဒါတနင်္ဂနွေအခါပဲကွာပြီးတော့ဒီနေ့ကကာတူလာဆန်တည့်ရက်လေပိုးထီးတဲ့ကောင်းမလေးကအသက်16နှစ်တဲ့အပြူစစ်စစ်ပဲနာမည်ကမအေးဝင်းနဲ့ တနင်္ဂနွေသမီးရဲကွာဟင်အဲ့ဒီတော့ဘာဖြစ်တုံးဗျာကိုပီတီရဲ့အာအဲ့လိုမျိုးကအင်မတန်ကြုံတော့ကြုံခဲကွာတာတရပီယာစီကွာပီယာစီဗျာပီယာစီဟုတ်လားကိုပီတီဟုတ်တယ်လေကွာပီယာစီပေါ်လို့ရတယ်ကွာပီယာစီဆိုတာတကယ်ကောရှိလို့လားဗျဟဲ့ကောင်တာတရရှိတာဘောကွာအသိရှိတာဘော ပြရသေးဆိုတာယောက်ျားမိန်းမကိစ္စနဲ့ပြောတာမဟုတ်ဘူးကွာကိုပြောသမျှအောင်နာကွာကိုလိုချင်တာအကုန်ရတာကွာစီးပွားရေးလုပ်ရင်မင်းတတိဖြစ်ပြီဘောကွာမင်းမလိုချင်ဘူးလားအာဒီလိုဆိုရင်လိုချင်တာဘောဗျာဒီစည်းစာရရင်မြုပ်တက်ပြီးပဲပွဲယုံနှမ်းပွဲယုံထောင်ပြစ်လိုက်မှာဘောဗျာဤဘောကွာတာတရကဲပြောဗျာကိုပီးသည်ဘယ်လိုလုပ်ရမှာလဲ အာဒါရီငါတက်ပါတယ်ကွာငါပိုင်ပါတယ်အေးအခုလိုမျိုးလာတလာရဲ့လာစန်းတည့်ရဲ့မှာတင်းငုံနေကြဖို့ပဲအေးဒီတင်းငုံနေကြရလာမှာတင်းငုံနေအခါမှာတင်းငုံနေသမီးအပြိုစစ်စစ်တရအစိမ့်နေတည်ဖို့ဆိုတာတွေကကြုံမှုမလွယ်ဘူးကွာအခုတော့ကြုံပြီဟိစောစောကပဲသူတို့အတုပါချလိုက်ကြပြီမြောက်ထားတဲ့မျိုးပုံကိုတိတိကျကျမှတ်ပြီးမှငါမင်းစီကိုလာခဲ့တာကွာဟင် ချက်ချင်းတကြလာလားအာဒါမျိုးကရမထားကြဘူးကွာအစိမ့်တည်းလေးချက်ချင်းချရတယ်ရထားရင်ရွာခိုက်တတ်တယ်ကွာအော်ဒီလိုလားအေးညမိုးချုပ်တာနဲ့မင်းပေါတူးတက်လက်ဆွဲပြီးငွေရင်းကုန်းတုတ်တန်ကိုလာခဲ့ပြီတော့ငါလည်းပေါတူးတက်လက်ယူခဲ့မယ်ပြီးတော့လူလာရင်းငါအားလုံးယူခဲ့မယ်မင်းလာရဲရဲလားတာတေးအာကိုပီတီကလည်းတာတေးပါဗျာ ဒီလိုထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင်တာတီတို့ကအခုလားဆိုတာမျိုးဗျစိတ်သာချညှ့ကြရင်ကြောက်အရောက်လာမယ်အေးကောင်းပြီတို့ကသကောင်းမကြောင်ရင်လောက်ရမှာတော့ဟိုဘက်ရက်ကိုကူးသွားရင်မအောင်တော့ဘူးတိလားဩဒီလိုလားတနည်းကိုနေမကြောခင်အပီးစီရင်ရမှာပေါ့အေးဟုတ်တယ်တာတီရကဲငါရွာပြန်ပြီစီစဉ်စရာတွေစီစဉ်လိုက်အောင်မယ် ကိုပေသည်ပြောပြောဆိုဆိုနဲ့လွေကြီးလွယ်ပြီးထွက်သွားတယ်။ကျုပ်လည်းရွာကိုပြန်လာခဲ့တာပေါ့။ကိုပေသည်ပြန်သွားတော့ပဲညနေ၄နာရီလောက်ရှိနေပြီဗျာ။ကျုပ်လည်းမကြီးပင်အောင်ကကုပြင်မှာအသာပြန်ထိုင်ပြီးကိုပေသည်ပြောတာတွေကိုပြန်တွေးနေမိတယ်။ပီယာစေးဆိုတာတကယ်ရှိတာကိုဒီစေးရရင်ပြောတိုင်းအောင်ဆိုပဲ။ပြီးပြီပေါ့ဗျာတာတီတယောက်တတိပြီပြီပေါ့ဗျာကျုပ်မျက်စိထဲမှာအခုကူမြင်နေပြီဗျာ ကျုပ်ကအင်ဂျီအကောင်စာပစုအကောင်တွေနဲ့ကျုပ်ပိုင်နဲ့ပဲပွဲယုံကြီးရှိကမော်တော်ကားတစ်စီးဘေးမှာရပ်လို့ဗျပွဲယုံနာမည်ကလည်းဗါတယ်တာတီပဲနှမ်းရောင်းဝယ်ရေးတယ်ဗျကျုပ်အလုပ်သမားတွေကလည်းပဲအိမ်နှမ်းအိမ်တွေထမ်းလို့ပေါ့ဗျာဟဲ့တာတီငုတ်တုတ်ကြီးထိုင်ပြီးပြုံးပြုံးကြီးတော့ဘာရီများသဘောကျနေရတော့ဟဲ့လာလေထမင်းစားရအောင် အမေအော်တန်ကြားလိုက်တော့ကျုပ်လဲလမ်းပြီးအတွေးတွေရက်သွားတာပေါ့ဗျာငကားစိပေါ်လေးကလေးတစ်လေးဖွာရင် ပေါက်တူးကိုမကြီးပြင်းရင်မှထောင်ထားလိုက်တယ်သုံးတော်လိုတံမီးကိုလည်းမတိမတာကျုပ်ယူထားလိုက်တယ်မိုးစုံစုံချုပ်ပြီးဆိုတော့မှတံမီးလေးကားမှထိုးပြီးပေါက်တူးကိုပကုံးမှထမ်းပြီးကျုပ်ထွက်လာခဲ့တယ်လာခွင့်ညားဗျကျဲယောင်ကလေးလောက်ပဲရှိတာဒါပေမဲ့ဒီလမ်းတွေကကျုပ်ဖို့တော့ကြိုက်တဲ့အချိန်ထားသွားနေကြလမ်းတွေပါဗျာ ငွေရင်းကုန်းတုတ်တန်ကိုရောက်ဖို့ဆိုရင်ဗန်ဘွေးကုန်းဘက်ကိုအရင်သွားရမယ်ပြီးတော့ဗန်ဘွေးကုန်းတောင်ဘက်ကညောင်ကျက်ပင်ကြီးရောက်ရင်အနောက်ဘက်ကိုချိုးချလိုက်ရုံပဲလေစုစုပေါင်းနှစ်နာရီလောက်တော့သွားရမယ်ထင်တယ်ကျုံလဲပေါ်တူးတက်လက်ထမ်းပြီးတုတ်ချီတင်ရတော့တာပေါ့ဗျာတချက်တချက်တော့ကြောရဲကစိန်သွားတာဗျာပီယာစိလိုချင်တဲ့ဇောကကတ်နေတော့တိတ်မကြောက်လာဘူးပေါ့လေဗန်ဘွေးကုန်းတောင်ဘက်ကညောင်ကျက်ပင်ကြီးအောင်ရောက်တော့ တစ်ပင်ကြီးဘောကဇီးဝက်တကောင်လားပါလားမသိပါဘူးဗျာထအော်လိုက်တာကျက်သိန်းတွေဖြန်းကနေထထွားလိုက်တာစိတ်ထဲကနည်းနည်းကြောက်လာလိုက်ပီယာစီအကြောင်းတွေးလိုက်နဲ့အနောက်ဘက်ကိုချိုးလိုက်တယ်ငွေရင်းကောတုံတန်ရှိတယ်ပဲပေါ့ဗျာကိုပီသေးကြီးရောင်းနေလောက်ပြီထင်ပါရဲ့ငွေရင်းကောတုံတန်အဝရောက်တော့တစ်ပင်အုပ်ကြီးတွေနဲ့တော်တော်ကိုမှောင်ရည်ကြီးကြားနေတာဗျာရုပ်ရည်ကြီးခွေးဥတန်ကိုကြားလိုက်ရတော့ကျုပ်စပင်းတွေတောင်ထောင်သွားသလားလို့တောင်ထင်လိုက်ရတယ် ကျုပ်လည်းခါးကြကဒမ်မင်းကလေးထုတ်ပြီးထိုးရတော့တာပေါ့ဗျာမွေပါကိမကရှိသေးတယ်မို့လားဒမ်မင်းနဲ့ဟိုထိုးထီထိုးလုပ်ပြီးတုတ်တန်စရက်ကိုရှာရတာပေါ့ကိုပေသေးရောက်နေရင်လည်းကျုပ်လာတာကိုတွေ့အောင်ပေါ့ဗျာမိထိုးပြီးစရက်ကိုရှာရတာလေဟောတွေ့ပြီကိုကိုပင်အုပ်ကြီးလျောက်မှာစရက်ကလေးကျုပ်စရက်ပေါ်ရောက်တော့ကိုပေသေးကိုရှာလိုက်တယ်မတွေ့ဘူးဗျာ ခွေးဟူတန်ကြီးရုတ်တရက်ထွက်လာပြန်တော့ကြုတ်ဖြင့်လန်သွားလိုက်တာဗျာမပြောပါနဲ့တော့မဟုတ်သေးပါဘူးကိုပေသေးကကြိုပြီးရောက်နေရမှာပါဘလို့ဖြစ်လို့နောက်ကျနေပါလိမ့်ဇေယျနောက်ဘက်ကတင်ကန်းချောင်းတင်နေနဲ့ကြားလိုက်ရလို့ကြုတ်ချက်ချင်းလက်ကြည့်လိုက်မိတာပေါ့အော်ကိုပေသေးကရောက်နေရဟုတ်ဇေယျပေါ်တက်လာတဲ့ကိုပေသေးကိုကြုတ်ကကိုပေသေးမရောက်သေးဘူးမှတ်လို့ဗျာ ငါရောက်နေတာကြာပါပြီကွာတနင်္ဂနွေသမီးကိုမြှောက်ထားတဲ့တင်းချိုင်းကိုတေချာအောင်သွားကြည့်ရပါတို့တိတ်တူးရမှာမဟုတ်ပါဘူးမြှောက်တဲ့သူတွေကခပ်ပါပါပဲဖုခဲ့တာကွာကိုပေသေးကစေပေါ်လေးကိုမင်းညီပြီးဖွာနေတယ်ဒီတော့မှပဲခလန်းလန်းကခွေးဥဒဏ်ကြီးထွက်လာပြန်တယ်ဗျဒီတခါခွေးဥဒဏ်ကပြောင်းမသွားပဲကျုပ်တို့ဘက်ကိုလာနေတယ်လို့ပဲကျုပ်ခွေးဥဒဏ်ကိုနားဆွင့်နေတော့မှပဲ ကဲတားဒီငါတို့အလုပ်စားလိုက်ကြရအောင်ကိုဗေဒီကပြောပြောဆိုဆိုထားလိုက်တယ်ကျုပ်လည်းပေါတူးကိုဆွဲပြီးထားလိုက်တယ်ငါပေါတူးကမြေပုံနားမှာထားခဲ့တယ်ကျုပ်နဲ့ကိုဗေဒီမြေပုံနားကိုရောက်တော့ဒီမြေပုံပဲကွာဒါတနင်းကနေသမီးရဲ့မြေပုံလေကိုဗေဒီကမြေပြင်ကိုထိုင်ချလိုက်တယ်သူယူလာတဲ့မီးရင်ကလေးကိုမှန်ပြောင်းမှပြီးမီးချုံလိုက်တယ် မီးရင်ကလေးကတင်မောရီမှာတုံးတဲ့လေးကပါတဲ့မီးရင်ကလေးဗျကဲမင်းဓာမီကိုခြားထားလိုက်တာဒီလိုမှာပဲဓာမီတုံးกว่าအဝေးကလန့်မြင်နိုင်တယ်ကျုပ်တို့နေရာကိုပစိုးခတ်တူတူပြင်ဝင်လိုက်ကြပြီမြေပုံကိုတူးဖို့လောက်ရတာပေါ့ဗျာဒီမှာရင်ကိုပေတီးကမြေပုံရဲ့ကောင်းရင်ကတွားပြီးရက်လိုက်တယ်အရှိန်နေထွက်အနောက်နေဝင်တောင်တန်ငါကုံမြောက်တူဝင်တွင် ကျုပ်ဆရာပေသည်ရဲ့အမိတ်ပြန်လန်းသည် ပြက်နဲ့ရောက်ရှိစေသည်ကျုပ်ဆရာပေသည်ဟာခုနှစ်ရက်သားသမီးတို့ရဲ့အကျိုးကိုလိုလားသောအဖြစ်ဒီတနင်္ဂနွေသမီးရဲ့အကူအညီကိုယူလိုပါတယ်ဒီကလေးမရဲ့ဝိညာဉ်ကိုဟန်တားထားခြင်းထိမ့်သိမ်းထားခြင်းလှည့်ပြားထားခြင်းအရင်မရှိစေရတနင်္ဂနွေသမီးတင်းသည်ရောက်ရအရက်ကနေအခုချက်ချင်းတနုတ်ထံသို့အရောက်လာခဲ့ရမည်ကျုပ်ဆရာပေသည်ရဲ့အမိတ် ကိုပေသီးကလက်ထဲမှာကင်ထားတဲ့သူ့ရဲ့ဆေးချိန်လုံးနဲ့မြေပုံမို့မို့ကြီးကိုဖြန်းကနဲမြည်အောင်ရိုက်လိုက်တယ်ဗျ။ကဲတာတီတူးကြလို့ဟိမိရင်ရဲ့အလင်းရောင်ကလေးနဲ့ကျုပ်တို့နေအောင်တင်းချိုင်းကိုစားပြီးတူးတော့တာပေါ့ဗျာ။တော်တော်ကလေးတူးမိတော့ဖြည်း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 တစ်တာကိုထိနေပြီးကွာ။ကျုပ်တို့နေအောင်ချွေးတွေပြန်လာတဲ့အချိန်လောက်မှာပဲတေသာကောင်းကြီးပေါ်လာတာဗျာ။ ်ရုတ်တရက်ဆုံးရုတ်တရက်တကြူရတာဆိုတော့ခေါင်းကအကျန်းနဲ့ကြီးပေါ့ဗျာတော်ဒီခေါင်းကိုဖွင့်မယ်ဟိမင်းနောက်ဆုံးကျတော်နှစ်ယောက်ပေါ်ထားတဲ့တစ်သားခေါင်းကြီးကိုကာယာခွတ်ရက်ပြီးကိုပေကြီးကအသိဉာဏ်လာတဲ့တန်ကလုံးနဲ့ခေါင်းဖုံးကိုဖွင့်တာဗျာအေးရပြီကွာဖွင့်ပြီကျတော်ဆုံးနဲ့ကိုပေကြီးကခေါင်းဖုံးကြီးကိုမှပြီးတူးထားတဲ့မြေကြီးပုံပေါ်ကိုတင်လိုက်တယ် မီးရောင်အောင်မှာကြုံမြင်လိုက်ရတာက တကုံးလုံးမဲပြနေတဲ့ကလေးမလေးရဲ့အလောင်းပြ မအေးအေးဝင်းနဲ့တနာပါတယ်ဗျာသူခမရအရွယ်ကောင်းကလေးရောက်မှတေးရတာကိုဘေးသီးကတော့သူ့လွယ်ကြီးကိုယူပြီးအထဲကကြောက်ပင်ကလေးကိုထုတ်တယ်ပြီးတော့တနက်ခါလုံးတုံးရေထက်ထားတဲ့ပလင်းတစ်လုံးအလောင်းရဲ့ရင်မက်ပေါ်ကိုကြောက်ပင်တင်တယ်ကြောက်ပင်ပေါ်မှာတနက်ခါလုံးကလေးတင်ထားတယ်ရေပလင်းကလည်းဘေးမှာထောင်လို့ဗျာ